တကူတီးဘဝကိုကြိုးစားရုန်းကန်နေရသူများအတွက်အားပေးစကား၅ခုလူတိုင်းဟာကြိုးထောက်နောက်ခံကောင်းရှိရှိမှ ရှိမယ်တိုင်းပြင်စရာလူ အားကိုးစရာလူရှိရှိမှရှိလိမ့်မယ်ယခုမျှဝေပေးမှာကတော့ဘဝကိုတကူတီးရုန်းကန်နေရတဲ့သူတွေအားလုံးအတွက်စိတ်သက်ခွန်အားဖြစ်စေမယ်လို့မျှော်လင့်မိပါတယ်နံပါတ်၁စိတ်မလျှော့လိုက်ပါနဲ့တခါတလေဘဝမှာအရှုံးတွေ ရှိပဲစက်တိတ်ကြုံရတဲ့အချိန်တွေရှိတတ်ပါတယ်ဒါပေမဲ့ အဲ့လိုအချိန်တွေမှာ လုံးဝစိတ်မလျှော့လိုက်ပါနဲ့ဒုက္ခတွေဆိုတာခဏလေးဆိုမှခဏလေးပါပဲဒီတခါကြိုလွှားနိုင်လိုက်တာနဲ့အောင်မြင်မှုတွေလာတော့မှဖြစ်တာကြောင့်စိတ်ရှုဖို့လုံးဝမစဉ်းစားလိုက်ပါနဲ့ဘလို့အခက်ခဲပဲတွေ့တွေ့အချိန်တိုင်ပြီးဆုံးသွားမှာပဲလို့သာစိတ်ထဲမှာမှတ်ထားလိုက်ပါအောင်မြင်မှုဆိုတာဆုံးရှုံးမှုနဲ့လက်တကမ်းမှာပဲရှိတာကြောင့်လက်တကမ်းအလိုမှာခဲလေသမျှတည်ရကျဖြစ်သွားမှာဆိုလို့ပါနံပါတ်1လေးရင်ပြန်ထပါ ဘဝဆိုတာအကျဉ်းချင်းလေးပြီးကျဉ်းချင်းပြန်ထားမှပို့ပြီးအတိတ်ပဲရှိသွားတာပါမလေးဖူးတဲ့သူတရားမှမရှိပါဘူးအခုမြင်တွေ့နေရတဲ့အောင်မြင်နေတဲ့ထိတ်ကိုရောက်နေတဲ့သူတွေအလုံးဟာလောကရန်ရဲ့အရေးအပုတ်အထုအထောင်းတွေကိုလှူလှိနေအောင်ခံရပြီးမှအဲ့လိုနေရာကိုရောက်သွားကြတာပါလေးကြတိုင်းသာသူတို့ပြန်မထခဲ့ဘူးဆိုရင်အဲ့လိုနေရာရောက်မှာမဟုတ်ဘူးဆိုတာသင်သိမှာပါနံပါတ်3အရှုံးထေးကအမျက်ယူပါ ဘဝမှာခက်ခဲကြမ်းတမ်းပြီးခါတီမှုတွေအများကြီးကိုရင်ဆိုင်ကြုံတွေ့ရမှာပါဒါပေမဲ့အဲ့လိုအချိန်မျိုးမှာတင်တိထားရမှာကအစိုးတိုင်းမှာအကောင့်တစ်ခုခုအမြင်တွန်တွေးလျက်ရှိတယ်ဆိုတာကိုသတိထားပါအနည်းဆုံးတော့တင့်ကိုအတွေ့အကြုံတစ်တခုရစေသလိုခန္ဓာရည်ဆုံးကိုလည်းပုံမြင့်လာစေပါတယ်ဒါကောကမျက်နေပြီမဟုတ်လားတခြားအမျက်တွေလည်းအများကြီးရှိပါသေးတယ်ယူတတ်အောင်ယူပါနံပါတ်၄ဝေမျှပါ တင်းဘဝဟာဘလောက်ပဲခက်ခဲနေပါစေတင်းထက်ပိုခက်ခဲတဲ့သူတွေအများကြီးရှိပါတယ်ဒါကြောင့်သူတို့ဘာကိုကူညီဖို့ဝေမျှဖို့အမြဲတမ်းစဉ်းစားပါ နေတာများတာအသာထားသူတို့ဘာကိုတင်တက်နိုင်သလောက်လေးကူညီကြည့်ပါသူတို့ဘာအတွက်စဉ်းစားကြည့်ပါဒါဆိုရင်တင်းကိုစူးစမ်းရှင်စိတ်တွေပိုဖြစ်လာစေပြီးသူတို့ဘာကိုစိတ်ကြိတ်ပေးနိုင်ကမ်းနိုင်လာတဲ့အခါမျှဝေလိမ့်လို့ရလာတဲ့ပီတိရဲ့အရသာကိုတင်ကောင်းကောင်းနားလည်သွားမှာပါ စိတ်လှုပ်ရှားဒေါသထွက်တဲ့အချိန်မျိုးမှာတင်းငြိမ်အောင်လုပ်တဲ့အရာပါနံပါတ်5စာဖတ်ပါဘဝကိုတရားရည်စ조사ရုံးကန်ပြီးကိုရူးကိုရှင်ရတဲ့သူတွေကိုအကောင်းဆုံးပိတ်ကင်ပေးနိုင်တာကတော့စာအုပ်စာပေတွေပါပဲဒါကြောင့်တင်းကိုအသည့်အလိမ်မှာတိုးစင်မဲ့စာတွေခွန်အားရှိစေမဲ့စာတွေလမ်းမှန်ကိုညွန်ပြပေးနိုင်မဲ့စာတွေကိုအမြဲတမ်းဖတ်ပါအချိန်ပေးပြီးဖတ်ပါဒါဆိုရင်ကျင်းတဲ့ပေါက်တင်းအောင်မြင်လာမှာပါ